ဟိုးရှိရှိတော့ရွာကိုကောင်လေးတယောက်ကလည်းသူ့အဖိုးနဲ့တွေ့ဖို့သွားခဲ့သူ့ရဲ့အဖိုးကလည်းအရန်ကိုရင်းကျက်ပြီးအတွေ့အကြုံရှိတဲ့လူကြီးတယောက်ပေါ့တနေ့မှာတော့ကောင်လေးကလည်းသူ့ရဲ့အဖိုးကိုမိကွန်းတစ်ခုကိုမိခဲ့တာပေါ့အဖိုးဒါအဖိုးလိုမျိုးအောင်မြင်အောင်ဘယ်လိုနေရမယ်ဆိုတော့အဖိုးပြောပြပါလားအဖိုးကလည်းပြုံးပြီးတော့ကောင်လေးကိုလည်းအပင်ဆိုင်တဆိုင်ကိုခေါ်သွားခဲ့။အဲဆိုင်ကိုရောက်တော့လေသူတို့အပင်သေးသေးလေးနှစ်ခုကိုဝယ်ပြီးတော့အိမ်ကိုပြန်ခဲ့တာပေါ့။အိမ်ရောက်တော့လေအဖိုးကလည်းအပင်တစ်ပင်ကို ိမ်ရက်အထဲမှာစိုက်ပြီးတော့နောက်တော်ဘင်ကိုတော့အိမ်အပြင်ကနေပူထဲမှာစိုက်လိုက်တယ်။ဘယ်အပင်ကကြီးပြီးမျိုးအောင်တဲ့အပင်ဖြစ်မှာလဲ။ကောင်လေးကလည်းခဏလောက်တွေးပြီးတော့ပြန်ဖြေတာပေါ့။အိမ်ထဲကအပင်မှာဘာလို့လဲဆိုတော့အပြင်ကအပင်ကလည်းအန္တရာယ်ရှိနေနိုင်ပါလေ။ဘလိုမျိုးလဲဆိုရင်လည်းနေပြင်းတာမိုးရွာတာရေကြီးတာတခြားတရိတ်ဆန်တွေရဲ့အန္တရာယ်လည်းရှိပါသေးတယ်။အဖိုးအဝါလည်းပြောပြီးတော့လေအနာဂတ်မှာဒီပင်တွေဘလို့ဆက်ဖြစ်မှာလဲဆိုတော့စောင့်ကြည့်ကြတာပေါ့။ဒါနောက်တစ်ခါအလေလာလို့ရှိရင်လည်းအဖိုးအဲ့ဒီမိကွန်းကိုအပြည့်ပေးမှာပဲ။ အဲ့ဒီနောက်ကောင်လေးကလည်းယောဟန်နေထွက်သွားပြီးတော့မြို့မှာပညာသွားတင်နေတဲ့အလုရှုပ်နေခဲ့ပါတယ်အတိကျတော့နှစ်နှစ်ကြာသွားပြီးတဲ့အချိန်ကောင်လေးကလည်းသူ့ရဲ့အဖိုးအင်ကိုတစ်ခေါက်ထက်သွားလေပြစ်အဖိုးအရင်နှစ်နှစ်တုန်းကသားမေးခဲ့တဲ့အဖိုးလိုမျိုးအောင်မြင်အောင်လို့ဘယ်လိုလုပ်အောင်လဲဆိုတော့မေးခွန်းအဖိုးမဖြေခဲ့ဘူးနော်ဒီနေ့အဖိုးဖြေပေးရမယ်နော်ကောင်းပါပြီအရင်ဆုံးငါတို့အတူတူစိုက်ခဲ့တဲ့အပင်ကိုမှတ်မိသေးလားသားအထဲမှာရှိတဲ့အပင်ကမျိုးအောင်ပြီးတော့ပို့ထွားလိမ့်မယ်လို့ပြောခဲ့တယ်မလားလာသွားကြည့်ရအောင် အဲ့ဒီတော့အဖိုးကလည်းကောင်လေးကိုအိမ်ထဲကအပင်ကိုသွားပြတော့အပင်ကလည်းအရင်တော့ကလိုပဲသေးပြီးတော့လုံးဝထွားမလာအဲ့ဒီတော့မှတော့အဖိုးကလည်းကောင်လေးကိုခေါ်ပြီးအိမ်အပြင်ကအပင်ကိုလည်းသွားကြည့်တော့အပင်ငယ်လေးကလည်းအရန်ကြီးတဲ့အပင်ကြီးတစ်ပင်ဖြစ်နေပြီသူ့ရဲ့ခိုင်းနေရလဲလေးဘက်စလုံးကိုဖျားထွက်အဖိုးကလည်းသူ့ရဲ့မြီးလေးကိုရှင်းပြတာပေါ့အပြင်ကအပင်ကပြဿနာမျိုးမျိုးစုံကိုရင်ဆိုင်ခဲ့တယ်ဘလို့ပြဿနာမျိုးလဲဆိုတော့လေမိုးကြီးတာလေတိုက်တာမိုးရွာတာနေပူတာအကုန်လုံးကိုရင်ဆိုင်ခဲ့ရတယ်အဲ့ဒီပြဿနာတွေကလည်းအပင်ရဲ့အမြင့်ကိုပို့ပြီးတော့တာမအောင်လုပ်ပေးခဲ့တယ်အခုအမြင့်တွေဘလောက်အားကောင်းလဲဆိုရင် သဘောဝဘေးအန္တရာယ်လည်းအခုဆိုရင်ဘာမှမလုပ်နိုင်တော့အိမ်ထဲမှာစိုက်ခဲ့တဲ့ပင်ရောသဘောဝဘေးအန္တရာယ်တွေကနေလုံးကြုံတာမဟုတ်လို့အရင်တော့လိုပဲသိငယ်နေတယ်အမြဲတမ်းမှတ်ထားဘဝမှာပြဿနာတွေကိုမရင်ဆိုင်သမျှမကြိုးစားသမျှဘဝမှာအောင်မြင်မှုကိုမရနိုင်ဘူးဘဝမှာစိန်ခေါ်မှုတွေကိုကြောက်ပြီးအိမ်ထဲကအပင်လိုပဲအလွယ်လန်းကိုရွေးခဲ့ရင်တက်တောင်တက်တာရှိတဲ့ဘဝကိုရပေမဲ့အမြဲတမ်းအားပြော့နေမှာပါဘဝရဲ့ခက်ခဲမှုတွေအကုန်လုံးစိန်ခေါ်မှာ တခုလိုပဲရင်ဆိုင်ခဲ့ရင်လေအပြင်မှာစိုက်ထားတဲ့အပင်ကိုကြီးပြီးတော့အားကောင်းပါပဲအဲဒါကြောင့်လဲစိန်ခေါ်မှုတွေကိုမကြောက်နဲ့အဲဒါကိုရန်သူလို့မတတ်မှတ်ပါနဲ့ပြဿနာကိုစိန်ခေါ်မှလို့မှတ်ပြီးတော့လဲကိုယ့်ကိုတမ်းမအောင်လှုပ်ပေးမယ်လို့ပဲမှတ်လိုက်ပါပြဿနာတိုင်းကလည်းကိုယ့်ကိုရင်ကျက်အောင်လှုပ်ပေးတယ်ဆိုတာသိထားပါပရိသတ်တို့ဘဝမှာအတွေ့အကြုံရှိလေလေဘဝအောင်မြင်လေလေပါပဲအဲဒါကြောင့်လဲဘဝမှာကြုံတွေ့ရတဲ့ပြဿနာတိုင်းကိုအောင်မြင်မှုစီရောက်အောင်ပို့ပေးမယ်လေကားတစ်ခုလို့မှတ်လိုက်ပါပရိသတ်တို့ရဲ့နီးနားမှာစိတ်ဒုက္ခရောက်နေတဲ့လူတွေအများကြီးပါပဲ ူတို့ကဒီလိုမျိုးပူဒီကိုကြည့်ဖို့လိုအပ်တာမို့လို့ဆိုရင်လေသူတို့စီကိုပို့ပေးလိုက်ပရိသတ်တို့ရဲ့ share တစ်ခုကလည်းလူတယောက်ရဲ့ဘဝတစ်ခုကိုပြောင်းလဲပေးနိုင်ပါတယ်တစုံတယောက်ရဲ့ဘဝကိုကယ်တင်ပေးနိုင်တယ်လူမှုပတ်ဝန်းကျင်ကိုလည်း positive ဖြစ်အောင်လို့လဲကျွန်တော်တို့ရဲ့ကြိုးပမ်းမှုအတွက်လည်း like ကလေးကိုတော့ပေးခဲ့ပါအောင် channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ